ကျွန်တော်တို့ယုံကြည်သူတယောက်အနေနဲ့မိမိကိုယ်ကိုစင်ကျင်ပြီးမေးတဲ့နဲ့မေးခွန်းကငါဖရားရဲ့အလိုတော်ထဲမှာရှိနေရဲ့လားဖရားရဲ့အလိုတော်ထဲမှာမရှိဘဲနဲ့ကျွန်တော်တို့ရဲ့အတွေးခေါ်ကျွန်တော်တို့ရဲ့အကြံစီကျွန်တော်တို့ရဲ့အတွေ့အကြုံပေါ်မှာယက်တီပြီးလှုပ်ဆောင်နေတဲ့များကာလပတ်လုံးဖရားကျွန်တော်တို့အတွက်ပြင်ဆင်တဲ့ကောင်းကြီးနဲ့ကျွန်တော်တို့ဝေးနေအောင်မှာဖြစ်ပါတယ်ဒါပေမဲ့ကျွန်တော်တို့ကဖရားရဲ့အလိုတော်ထဲမှာရှိနေတဲ့ဆိုရင်ဘလောက်ပဲကြာနေဒီဖြစ်စေ ဘလောက်ပဲခက်ခဲနေသည့်ဖြစ်စဉ်အသေးချာတယ်။အချိန်ကြာရင်ကျွန်တော်တို့ကအောင်မြင်မှာဖြစ်ပါတယ်။အာဘရန်ကအသက်85နှစ်မှာတားယောက်ကြရမယ်လို့ဖယားသူကိုဂတိတော်ကောင်းချီးပေးပါတယ်။ဒါပေမဲ့အာဘရန်ကအဲ့ဒီအသက်ကြီးခြင်းတွေကလေးမရနိုင်ခြင်းတွေဆိုရင်သူ့ရဲ့အမြင်ပေါ်မှာမရက်တည်ပဲနဲ့ဖယားကြီးရဲ့အလိုတော်ထဲမှာပဲတူသွားပါတယ်။အသက်တရာရှိတဲ့အခါကျရင်အာဘရန်ကကလေးရလာတာကိုကျွန်တော်တို့တွေ့ရပါတယ်။ကြာတာကြီးမကြည့်ပါဘူး။ နောက်နေနေရရေးမကြည့်ပါဘူးအလိုတော်ထဲမှာရှိဖို့ပဲရေးကြည့်တယ်အလိုတော်ထဲမှာရှိရင်မဖြစ်နိုင်တာအားလုံးကတစ်ချိန်ချင်းဖြစ်လာမှာဖြစ်တယ်